နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမက်စလာ28ရက်နေ့ကငလျင်တန်းခံခဲ့ရတဲ့သခိုင်းနဲ့မန္တလေးမြို့တော်ကိုလာရောက်ခဲ့ပြန်တော့လေငလျင်ကြောင့်နေအိမ်နဲ့စီးပွားရေးများဆုံးရှုံးခဲ့ရတဲ့ပြည်သူများအတွာဘာအကူညီမှမပေးဘဲနဲ့ငွေကုန်ပေါက်များကိုသာဖန်ပြီးပေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ10ရက်နေ့မှာအချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကသခိုင်းနဲ့မန္တလေးမြို့များကိုတွားရောက်ပြီးတော့ငလျင်ဘေးတင်တဲ့ဖျားများပြန်လည်ပြင်ဆင်ရေးကိစ္စများကိုအဓိကဦးစားပေးဆောင်ရွက်ကပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။ ်မန္တလေးနဲ့စကိုင်းမြို့တို့မှာမင်းအွန်လိုင်းလာရောက်မှာဖြစ်တဲ့အတွက်ငလျင်ကြောင့်ပြက်စီးနေတဲ့နေအိမ်များအဆောက်အုံများကိုစီပင်နဲ့စစ်တပ်ကသူပြားအပြားများနဲ့မဖြစ်မနေကာယံထားရန်ဖိအားပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နေအိမ်အပြိုပြက်စီးများကိုလည်းအမြင်တင့်တယ်အောင် ရှင်းလင်းထားရန်တိန်းဆောင်းနေတဲ့အဆောက်အုံများကိုအစိမ်းရောင်အဆောက်များနဲ့ဖြစ်နိုင်ပါကဖုံးအုပ်ထားရန်ဆိုတဲ့ငွေကုန်ချေးကြများတဲ့အမိန့်ညွှန်ကြားချက်များကိုထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ငလျင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုများကိုတော့ဘာအကူအညီမှမပေးသွားဘူးလို့မန္တလေးမဟာအောင်မြင်မြို့နယ်ကနေအိမ်ပြိုကျခဲ့တဲ့ပြည်သူတအုပ်ကရှင်းပြထားပါတယ်။မေလာဇန်ပိုင်းကလေးကမင်းအွန်လိုင်းလာမမို့လို့တဲ့နေအိမ်အပျက်စီးတွေကိုတွတ်တွေကာခိုင်းတယ်။တွတ်တောင်မှရိုးရိုးတော့မရဘူး။အပြာရောင်တုတ်ထားတဲ့တွတ်ကိုကာခိုင်းတာအဲ့ဒီတွတ်ကဈေးတွေတက်နေတဲ့အချိန်ကာခိုင်းတာနောက်ပြီးတော့နေအိမ်ကတိန်းဆောင်းနေရင်အစဲရောင်အစလိုဟာကြီးနဲ့တက်နိုင်ရင်အုပ်ထားပေးပါဆိုပြီးတော့ပြောတယ်။ အဲ့ဒါကတော့အန်အေများလို့နင်းတို့အုံနိုင်လာအုပ်ပေးငါအစိမ်းအောင်အစသွားဝယ်မယ်လို့ပြောလိုက်ရတယ်လာလဲမလုပ်ပေးပါဘူးအိမ်ကစောင်းနေလို့စီပင်ကိုဖြိုပေးဖို့သွားတင်တာ၃လလောက်စောင့်ရမယ်လို့ပြောတယ်ငါလျင်ပြီးတာ၃လနီးပါးရောက်တော့မယ်ဘာအကူညီမှမရတဲ့အပြင်ငွေကုန်ပေါက်တွေကိုပဲထပ်လုပ်ခိုင်းနေတာလာပြီးပြန်သွားတော့လေဘာဆောက်အကူညီမှမပေးသွားဘူးလို့မန္တလေးကပြည်သူတို့ကရှင်းပြထားပါတယ်စကိုင်းမြို့ပေါ်မှာလေငလျင်ကြောင့်နေအိမ်နဲ့စီးပွားရေးလုပ်ငန်းဆုံးရှုံးသူအလုံးများပြားပြီးတော့လက်ရှိအချိန်ထိစစ်ကောင်စီက ဘာအကူအညီမှမပေးဘူးလို့ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်။အိမ်ကိုလည်းမဖြတ်နိုင်သေးဘူး။နေစရာလည်းမရှိဘူး။မလင်ကျောက်အိမ်ပြိုတဲ့အထဲမှာဆုံးသွားတဲ့အမေနဲ့အဖွားတော်မှလလည်းမလုံနိုင်ဘူးလို့သခိုင်းမျိုးပေါ်ကငလင်တန်တဲ့ပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။အချက်မှစစ်ကောင်စီကငလင်ဘေးတဲ့ပြည်သူများရဲ့နေအိမ်များပျက်စီးသွားတယ်။လူနေအိမ် 39603လုံးကိုပြက်စီးမှုအလိုက်မကြမီမှာထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းဇွန်လ6ရက်နေ့ကအမျိုးသားသဘာဝ BNL ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောဆိုသွားပါတယ်။မက်ချ်လာ28ရက်နေ့ကငလျင်အတွက်ပြည်ရင်းကအလူရှင်များရဲ့လှူဒန်းငွေကြမ်း144ဘီလီယံကျော်နဲ့ပြည်ပအလူရှင်များရဲ့ American Dollar 5တန်းကျော်ထည့်ဝင်ထားခဲ့ပြီးတော့လက်ရှိအချိန်ထိစုစုပေါင်းငွေကြမ်း264.656ဘီလီယံကိုအသုံးပြုခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ